ပုံရမ်းမင်းကြီးလီယို14ကဗာတီကန်နန်းတော်ကနေရန်စည်ရေးပကြီးတွေပြည့်ရှိတဲ့ကာလမန်တိုင်းခမ်းမမှာဟောလိဝုဒ်နာမည်ကျော်တွေကိုအဲ့ခံခဲ့ပါတယ်။စပိုက်လီ၊မော်နီကာဘလူချီ၊ခရစ်ပိုင်းနဲ့အော်စတြေးလျနိုင်ငံသူဝင်းသမီးကလိတ်ဘလန်ချက်အပါအဝင်တရုတ်ဆောင်တွေနဲ့ဒါရိုက်တာတွေကိုရုပ်ရှင်လောကအတွက်ပံ့ပိုးကူညီဖို့တိုက်တွန်းခဲ့ပါတယ်။ပုံရမ်းမင်းကြီးက ရုပ်ရှင်ဆိုတာခန္ဓာပြင်တစ်ခုထက်အများကြီးပိုပါတယ်။ ဒါဟာဆန္ဒတွေအမတ်တရတွေနဲ့မိကုံးတွေရဲ့လမ်းစုံတစ်ခုပါလို့ပြောခဲ့ပါတယ်။ပုံဟမ်းမင်းကြီးကအမေရိကန်နဲ့ကနေဒါနိုင်ငံတွေမှာရုပ်ရှင်ယုံတွေရဲ့ဝင်ငွေဟာစံချင်းတွေကျဆင်းလာခဲ့ပြီးတဲ့နောက်မှာရုံးကန်နေရတဲ့ဒေတာတွေရုပ်ရှင်ယုံတွေကိုကာကွယ်ဖို့တောင်းဆိုခဲ့တာဖြစ်ပါလေ။ပုံဟမ်းမင်းကြီးကဒီရုပ်ရှင်လုပ်ငန်းရဲ့လူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာတံမိုးအတွက်ဖွဲ့စည်းတွေအနေနဲ့လက်မလျှော့ပဲပူးပေါင်းဆောင်ရွက်ကြဖို့ကျွန်တော်တိုက်တွန်းပါတယ်လို့ပြောကြားခဲ့ပါတယ်။ဒါပြင် generated artificial intelligence ရန်ရည်တူရဲ့တွန်းအားကိုတွန်းလှန်မှုကိုလည်းတောင်းဆိုခဲ့ပါတယ်။ algorithm တွေရဲ့ယုတ်တိဗေဒကတော့သူလုပ်လို့ဖြစ်တာတွေကိုထက်ကတလဲလဲလုံးမှသာဖြစ်ပေမဲ့အမှုပညာကတော့ဖြစ်နိုင်ခြေရှိတာတွေကိုလမ်းဖွင့်ပေးပါတယ်။ရုပ်ရှင်ကစိတ်မနဲ့အခါနှစ်သက်ယုံတတ်တတ်မဟုတ်ဘဲစိန်ခေါ်မှုတွေပေးပါတယ်လို့ပြောခဲ့ပါတယ်။ Hollywood မင်းလီ Kate Blanchett ကတော့ဒီကနေ့ပုံရမ်းမင်းကြီးရဲ့ဇာတ်တွေဟာနာကျင်စရာကောင်းတဲ့ပုံမှန်ဇာတ်လမ်းတွေကနေရှောင်လှဲမနေဘူးတကယ်ကိုအားပေးမှုတစ်ခုပါပဲ။ လူတွေဟာသူတို့ရဲ့နေ့စဉ်ဘဝမှာမကြကနာဆိုသလိုမကြနိုင်တဲ့မျက်ရည်တွေအကြောင်းရုပ်ရှင်ရောမှာမကြကနာဖြစ်လေရှိတဲ့ရီမောခြင်းတွေအကြောင်းကိုလည်းသူပြောခဲ့ပါတယ်လို့ဆိုပါတယ်။ရုပ်ရှင်ရုံသွားပြီးရုပ်ရှင်ကြည့်ဖို့ရုပ်ရှင်လောကကိုဆက်လက်ပံ့ပိုးကြဖို့ကိုလည်းတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာ။